ခြေပနောက်နာတဲ့လူခြေကျွေးနာတဲ့လူတွေရှိလားရှိလို့ရှိရင်ဒီဗီဒီယိုကိုအဆုံးထိကြည့်ပါအားလုံးမင်္ဂလာပါကျွန်တော်ကတော့ fitness personal trainer ပိုင်ဆိုပဲဖြစ်ပါတယ်ခင်ဗျာခြေပနောက်နာခြေကျွေးနာနဲ့ပတ်သက်ပြီးတော့အဓိကအကြောင်းရင်းအချက်နှစ်ချက်ရှိပါတယ်ဒီကျွန်တော်တို့ရဲ့ခြေပွားလေးခြေပွားခုံလေးပျောက်ပြီးတော့ flat ဖြစ်နေလို့ဖြစ်နိုင်ပါတယ်ခြေပွားပြားရင်ဘာတွေဖြစ်နိုင်လဲကျွန်တော်တို့ခန္ဓာကိုယ်ရဲ့ foundation ဖြစ်တဲ့ခြေပွားလေးပြားနေပါကခြေကျွေးနာတာတွေခြေပနောက်နာတာတွေဒူးနာတာတွေ ားနာတာတွေပခုံးနာတာတွေပါဖြစ်စေနိုင်ပါတယ်။ဘာကြောင့်လဲဆိုရင်ကျွန်တော်တို့တိုက်တွေစောက်တဲ့အခါမှာ foundation မကောင်းလို့ရှိရင်အဲ့လိုကျိုးနိုင်တယ်လို့ပဲကျွန်တော်တို့ခန္ဓာကိုယ်ရဲ့ foundation ဖြစ်တဲ့ခြေဘွားလေးပြားသွားပြီးအတွင်းဘက်ကိုယိုင်သွားပြီးဆိုရင်ကျွန်တော်တို့ရဲ့ဒူးကလည်းလိုက်ယိုင်ပါတယ်။ဒူးယိုင်လို့ရှိရင်ခါလည်းစောင်းသွားပါတယ်။ခါစောင်းတယ်လို့ကျွန်တော်တို့ကြိုးရိုးကြီးကလည်းအန်နျူထရီစပိုင်းပေါ့နော်ငကိုယ်ရဲအဲ့ဒါဖြောင်းနေမဟုတ်တော့ဘဲနဲ့ကောက်ကောက်ကွေးကွေးဖြစ်သွားပါ ောက်ကောက်ကွေးကွေးတွေဖြစ်သွားလို့ရှိရင်ကျွန်တော်တို့ပကုန်းတွေတော့ခေါင်းတွေတော့လေပင်းတွေအကုန်လိုက်ဆောင်ပါတယ်ဆိုတော့ foundation လေးမကောင်းတာနဲ့ကျွန်တော်တို့အောက်ကနေပြီးအပေါ်ဒီအကုန်လုံးကပြဿနာတွေတက်စေနိုင်ပါတယ်ဒါကြောင့်ကျွန်တော်တို့ခြေပွားပြားလို့ရှိရင်ဒူခြေခြေပနောက်နာတာခြေကျင်းဝင်နာတာဒူးနာခါနာအကုန်လုံးနဲ့တက်ဆိုင်ခြေပွားပြားခြင်းကအခုခေတ် lifestyle ရကလေးတွေမှာရောလူကြီးတွေမှာပါတွေ့ရပါတယ်ခြေပွားပြားတာကိုပြင်လို့ရလားရပါတယ်အာကျွန်တော် client တော်တော်များများကို ကျွန်တော်ပြင်ပေးမှုပါတယ်အာပုံမှန်ဆိုရင်ကျွန်တော်ရဲ့ home beauty client 14နှစ်ပဲရှိသေးတဲ့ကလေးလေးခြေပွားပြားနေတဲ့အတွက်ကြောင့် posture corrective လုပ်တယ်လို့ခေါ်ပါတယ်ခြေပွားခုံးလေးပြန်ပေါ်အောင်ကျွန်တော်နဲ့ personal training service ယူပြီးတော့ခြေပွားလေးပြန်တက်ထားဖြစ်ပါတယ်။ဒီမှာခြေပွားပြားလားမပြားဘူးလားဆိုတာကိုလွယ်ကူဆုံးဘယ်လိုသိအောင်လုပ်လို့ရလဲပါတယ်။ကျွန်တော်ရဲ့ခြေပွားလေးကိုရေဆွတ်လိုက်မယ်။ခြေရထင်မဲ့ကျန်းမြင်ပေါ်မှာနင်းမယ်။ ကျွန်တော်တို့ရဲ့ခြေဘွားခြေရာဂျိုင်းကွက်လေးရှိနေတယ်ဆိုရင်ကျွန်တော်တို့ခြေဘွားမပြားပါဘူးဂျိုင်းကွက်လေးမရှိဘဲနဲ့ဂျိုင်းကွက်လေးပျောက်ပြီးတော့ခြေရာကအပြားလိုက်ဖြစ်နေတယ်ဆိုရင်တော့ဒါဆိုရင်ကျွန်တော်တို့ခြေဘွားပြားနေတာပါ အဲတချို့လူတွေမှာတစ်ဖက်ကပြားပြီးတော့တစ်ဖက်ကမပြားတဲ့လူတွေရှိပါတယ်။ဒါဆိုရင်တော့ကျွန်တော်ပြားတဲ့ဘက်ကိုတော့ပြင်သင့်ပါတယ်။အဲဆိုပြားတဲ့ဘက်ကခြေဘွားလေးပြားပြီးဆိုရင်အဲ့ဘက်ကဒူးကောင်းလေးကလည်းဝင်နေတယ်။အဲတချို့လူတွေမှာအဖြစ်များတဲ့အဲအတူရှည်ပြဿနာပေါ့နော်။ကျွန်တော်ခြေောက်တစ်ဖက်အတူရှည်မညီဘူးဆိုတာလေခြေဘွားကြောင့်လည်းဖြစ်နိုင်ပါတယ်။ဒူးတွင်းဝင်နေတဲ့အတွက်ကြောင့်လည်းဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ gloomy ဆိုရဲမာဆီလေးကအာလုံမလုံတော့တဲ့အတွက်ကြောင့်အချမ်းဆောင်းနေရတင်တင်မာတစ်ချမ်းဆောင်းနေရလည်းဖြစ်နိုင်ပါတယ်ဒုတိယချက်ကတော့ကျွန်တော်တို့ကိုလေးတဲ့ညာရင်ကြောင့်ခြေပနောက်နာတာခြေကျဉ်းဝင်နာတာဒူးနာတာတွေလည်းဖြစ်စေနိုင်ပါတယ်အဘလို့ဆဲဆိုတော့ကျွန်တော်တို့ကိုလေးချိန်များရင်ကြောင့်ကျွန်တော်တို့ရဲ့အစစ်ကလေးတွေပေါ်မှာတက်ရောက်တဲ့ဖိအားတွေကပုံပုံများတဲ့အတွက်ကြောင့်အစစ်ကလေးတွေကမခံနိုင်တဲ့အခါမှာကျွန်တော်တို့ဒူးနာတဲ့ အဲချင်းချင်းဝင်လာတယ်ဆိုတာလေးဖြစ်စေနိုင်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ကိုလေးချိန်အရန်များတဲ့လူတွေပါဆိုရင်ကိုလေးချိန် short charge တင်ပါတယ်။ကျွန်တော်တို့ weight charge တဲ့လူတွေဆိုရင်လည်း Nikkei Personal Trainer Service ယူလို့ရပါတယ်။ online က weight charge တဲ့လူတွေဆိုရင်လည်းကျွန်တော် camp ကိုစီစဉ်ထားတာရှိပါတယ်။45ရက်အတွင်းစီချမယ်ဆိုတော့ camp ကို join လို့ရပါတယ်။ဒီလောက်ဆိုရင်ကျွန်တော်တို့ခြေဘွားဘာကြောင့်နာရတယ်ခြေချင်းဝင်ဘာကြောင့်နာရတယ်ဆိုတာနဲ့ပတ်သက်ပြီးတော့တော်တော်များများတိလောက်ပြီးတော့ထင်ပါတယ်။ကျွန်တော်တို့ခြေဘွားပြားနေပြင်ဖို့တော့အရေးကြီးပါတယ်။ ခန္ဓာကိုယ်ကိုလေးရင်ရဲများနေလေဂျမ်းမာကြီးရဝိတ်ချတင်ပါတယ်ဆိုတော့ဂျမ်းမာကြီးနဲ့ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ် fitness နဲ့ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်ကိုယ်သိချင်တာရှိလို့ရှိရင်ဒီလိုရဲ့ comment မှာမေးနိုင်ပါတယ်ကျွန်တော်အားအချိန်လို့ဗီဒီယိုလေးလုပ်ပြီးတော့တခြားလေး reply ပြန်ပေးပါမယ်နောက်ဗီဒီယိုမှာဇက်ကြောလေးတက်တယ်ခါလဲညောင်းတယ်ခါလဲနာတယ်ဆိုရဲလူတွေအတွက်မျိုးလုံးတစ်ခါရဲ့တက်တာအောင်လုပ်ပြီးလေ့ကျင့်ခန်းလေးကိုအမြဝေပေးပါမယ်ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်ဆုံတွေ့ကြပါအားလုံးပဲ bye bye